ဒီလူရှိများကိုဉာဏ်ဖြစ်ပန်းချဘဝခရီးသွားဒီကောင်းစဉ်နဲ့အနုမောဒနာတရားနဲ့နေခြင်းချင်းဟောကြားပေးမယ်ဘုန်းကြီးတို့တွေဘဝခန္ဓာရရှိလာခဲ့တာဟာဒီတဘဝတည်းမဟုတ်ဘူးဘဝပေါင်းများစွာရရှိလာခဲ့ကြပြီဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေ ်တန်တရာခྱི་သွားတယ်ဖြစ်ကြပါအဲ့ဒါလိုတန်တရာခྱི་သွားတဲ့အခါမှာဘဝရဲ့အနေအထားကိုညာနဲ့ပန်းချပြီးသိရှိနားလည်ပြီးတော့သွားကြရမှာဖြစ်ပါတယ်ဒါကြောင့်ညာဖြစ်ပန်းချဘဝခྱི་သွားဒီကောင်းစဉ်နဲ့တရားဟောပြီးမှာဖြစ်ပါတယ်ဒီတော့ယနေ့အလှရှင်များ မိသားစုအလုံးပေါ့ဖခင်ကြီးဖေဆန်းကိုအမှုထားပြီးကွယ်လွန်သူမိခင်ကြီးတော်ရစီခေါ်တော်စေရင်ကိုလည်းရည်စူးတယ်အဲ့လိုရည်စူးပြီးတော့ဥသိဟံတော်ခင်ဆန်းဝေမိသားစုတို့ကသာမွန်စောဝင်းနောင်ရဲ့29နှစ်ပြည့်မွေးနေ့ဖွဲကိုကုသတရားဖြင့်ဆင်နွှဲပြုလို့အထုတ်နေခြင်းဖြစ်ပါတယ်အဲ့တော့ဘုန်းကြီးတို့ရရှိလာတဲ့လူဘဝဟာ အခြားအခြားသောဘဝနဲ့နှိုင်းရှင်မယ်ဆိုရင်ထက်တန်းစားဘဝဖြစ်ပါတယ်။အသိဉာဏ်နဲ့ရှင်းပြီးတော့ခရီးသွားတဲ့ဘဝဖြစ်ပါ။ဘုရားတို့အောက်မှာရှိနေတဲ့အပယ်လေးဘုံသားတွေတိရစ္ဆာန်တွေပေါ့အောက်ကငရေတိရစ္ဆာန်ပြိတ္တာသူတို့ကအဲ့ဒီအောက်မှာရှိတဲ့အပယ်လေးဘုံသားတွေဟာသူတို့လည်းဘဝခရီးသွားကြတာပါပဲ။ဒါပေမဲ့လို့သူတို့ကဘဝကိုတိုးတက်အောင်ဘယ်လိုလုပ်ကြရမလဲဘယ်လိုလုပ်မလဲဆိုတော့ ဒီအသိဉာဏ်တွေမရှိဘူးအလူသေးလူတွေမှာတော့အသိဉာဏ်ရှိတဲ့အတွက်ကြောင့်မိမိတို့ရဲ့ဘဝတိုးတက်အောင်လှုပ်ဆောင်လို့ရတဲ့နီလန်းကိုလည်းရှာဖွေသိရှိတဲ့အတွက်ကြောင့်အဲ့ဒီနီလန်းအတိုင်းတိုးတက်အောင်လှုပ်ဆောင်ရလှုပ်ဆောင်လို့ရတယ်။ဘာကြောင့်အဲ့ဒါလို့ဖြစ်ရတယ်လဲဆိုရင်ဘုန်းကြီးတို့ဘဝကိုစတင်ပြီးတော့ဖန်တီးခဲ့တဲ့အရာကနှစ်မျိုးပဲရှိတယ် အချုပ်ကတော့ကံတရားအလုတ်ပေါ့လုတ်ဆောင်ချက်ဆိုတဲ့ကံတရားကမိမိတို့ရဲ့ဘဝကိုဖန်တီးပေးခဲ့တာအဲ့လိုဖန်တီးပေးခဲ့တဲ့အခါမှာအဲ့ဒီဖန်တီးပေးခဲ့တဲ့ကံဆိုတဲ့လုတ်ဆောင်ချက်ကလည်းနှစ်မျိုးရှိနေတယ်ဓမ္မအဓမ္မတနည်းအားဖြင့်ပြောရင်ကုသိုလ်အကုသိုလ်ကောင်းသောလုတ်ဆောင်ချက်နဲ့မကောင်းသောလုတ်ဆောင်ချက်ဒီနှစ်မျိုးရှိနေတဲ့အတွက်ကြောင့်ကောင်းသောလုတ်ဆောင်ချက်က ဘဝကိုဖန်တီးတဲ့အခါမှာဟောအထက်တန်းစာဘဝကိုရောက်အောင်ပို့ဆောင်ပေးတယ်ဖန်တီးပေးတယ်မကောင်းသောလှုပ်ဆောင်ချက်ဆိုတဲ့အဓမ္မအကုသိုလ်တရားကဘဝကိုဖန်တီးတဲ့အခါမှာဟောဆင်းရဲသောနေကြသောဘဝမျိုးရောက်အောင်သူကဖန်တီးပေးလိုက်တယ်ဒီတော့ဘုန်းကြီးတို့တို့ရရှိလာတဲ့လူဘဝဟာခုနအပယ်လေးဘုရားဘဝနဲ့နှိုင်းရှင်းနိုင်ပြီဆိုရင်အမတန်ထက်တန်းကြတဲ့ဘဝဖြစ်ပါတယ် ညာနဲ့ပိုင်ချပြီးအဆတ်ဆရာရာအမှန်အမှန်ကိုတည်းသိတယ်ဒါလုံးသိတယ်ဒါမလုံးသိဘူးဒါလုံးထိုက်တယ်ဒါမလုံးထိုက်ဘူးစသည်ဖြင့်ဝိပန်ပိုင်ချတဲ့အသိဉာဏ်လည်းရှိတယ်လူသားဖြစ်တဲ့အတွက်ကြောင့်အထက်တန်းစားဘဝရောက်လာတယ်ဒီလိုအထက်တန်းစားဘဝရောက်လာအောင်ဘသူကလုံးပြီးခဲ့တယ်လဲဆိုရင်မိမိတို့လုံးထားခဲ့တဲ့လုံးဆောင်ချက်ဆိုတဲ့ကောင်းသောလုံးဆောင်ချက်ကလူဘဝကိုရောက်အောင်ပို့ဆောင်ပေးလာခဲ့တာဖြစ်ပါတယ်အဲကြောင့် အလူဘွားရောက်လာတဲ့အခါမှာလည်းပဲတင့်လျော်သောဗုဒ္ဓနာကို ရောက်လာပြီးမိဘနှစ်ပါးရဲ့ပြုစုဆောင်ရှောက်မှုကိုအခြေခံထားပြီးဟောလူသလုံးသူသလုံးဖြစ်လာတာကဲဖြစ်လာခဲ့တာဖြစ်ပါလေဟောကံတရားကပြည့်ချလဲလို့လူဘောလူလောကကိုရောက်လာတာဟုတ်ပြီအရောက်လာပြီးတဲ့အခါမှာမိဘနှစ်ပါးရဲ့အပြုအစုအထောက်အပံ့ အဆောင်ရှောင်မပါရင်ယခုလိုလူတလုံးသူတလုံးဖြစ်လာဖို့မလွယ်ဘူးဒါကြောင့်မို့လူတရဖြစ်လာတယ်ဆိုတာကလူဘဝသည်အထက်တန်းစားဘဝဖြစ်တဲ့အတွက်ကြောင့်ရှေးကုစုကံရဲ့အထောက်ပံ့လဲလူအပ်တယ်လို့လူဘဝရောက်လာတဲ့အခါမှာမေတ္တာကရုဏာမုဒိတာနဲ့ရှင်းပြီးတော့ပြုစုဆောင်ရှောက်တဲ့မိဘနှစ်ပါးလဲလူအပ်ပါတယ်အဲ့ဒါလို့ရှေးကံတရားနဲ့မိဘနှစ်ပါးတို့ရဲ့ထောက်ပံ့လှူဒါန်းမှု တောက်ပံ့မှုကြောင့်လူလောကမှာတင်းတင်းတဲတဲနဲ့လူလူလူတရလူတလုံးသူတလုံးဖြစ်လာခြင်းဖြစ်ပါတယ်အဲ့ဒါလိုဖြစ်လာတဲ့အခါမှာမိမိတို့ရဲ့ဘဝနောက်ကျောင်းကိုပြန်တွေးမယ်ဆိုရင်နောက်ကျောင်းကိုလည်းမမေ့ရဘူးခုနပြောခဲ့တဲ့အတိုင်ဥသူအခြေခံပြီးရောက်လာတဲ့မိဘနှစ်ပါးရဲ့ပြုစုမှုကြောင့်ဒီလိုအခြေအနေမျိုးရောက်လာတယ်ဒီတော့မိမိတို့နောက်ကျောင်းကိုပြန်တွေးမယ်ဆိုရင်ဘဝကိုစတင်စတင်ပြီးတော့ဖန်တီးခဲ့တဲ့လှုပ်ဆောင်ပြီးခဲ့တဲ့ ကုသူတရားနဲ့မိဘနှစ်ပါးရဲ့ကျေးဇူးတရားအဲ့ဒါကိုမမေ့ရဘူးအဲ့မမေ့မမေ့ကောင်းဘူးလို့ခေါ်တယ်အမမေ့ရတဲ့တဲ့တရားမမေ့ကောင်းတဲ့တရားကမိဘနှစ်ပါးရဲ့ကျေးဇူးတရားတွေမိမိတို့ရဲ့လှုပ်ထားခဲ့တဲ့ကုသကံတရားတွေဒီတော့ကုသကံတရားကြောင့်ရောက်လာတဲ့နားလည်းသိပြီးရှိပြီးတဲ့အခါမှာမိမိရဲ့ကုသကံအားရှိနေအောင်အမြဲတမ်းကြိုးစားအထောက်အပံ့ဖြစ်ပါတယ် မွေးနေ့ဘွယ်လုတ်တယ်ဆိုတာကမိမိတို့ရဲ့ဘဝကိုလူလောကတဲ့ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့ကုသိုလ်တရားအားရှိလာဖို့အားကောင်းနေဖို့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ကုဘဝမှာကုသိုလ်နဲ့အခြေခံပြီးကုသိုလ်ကိုကုသိုလ်နဲ့စပြီးရောက်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်အားရှိမှသာလေဘဝဟာအစဉ်ပြေတယ်ချုံ့မွေ့တယ်အဲမိမိတို့ဘဝကိုစတင်ပြီးတော့လူလောကရောက်အောင် ုဆောင်ပေးလာခဲ့တဲ့ကုသိုလ်တရားကအကြောင်းတမျိုးမျိုးချက်အာနေသွားမယ်ယူယွင်းသွားမယ်ပျက်စီးသွားမယ်ဆိုရင်ဟောနေရထိုင်ရလောက်ရကန်ရတာအဆင်မပြေတော့ဘူးဟောဆင်းရဲခြင်းခက်ခဲခြင်းအမျိုးစုံနဲ့တွေ့ကြုံရရင်ဆိုင်ရနိုင်တယ်အဲဒါကြောင့်မို့ဘဝအစဉ်သဖြင့်ချုံမွေးဖို့အတွက်ချုံမွေးဖို့အတွက်ကောင်းဖို့အတွက်လိုအပ်နေတဲ့အထောက်အပံ့ဖြစ်တဲ့ ဘဝကိုပို့ဆောင်ပေးခဲ့တဲ့ကုသိုလ်တရားအရှိလောင်အဲ့ဒီကုသိုလ်ကိုကုသိုလ်နဲ့ပဲပြန်ပြီးတော့မွမ်းမံပေးရတာ ဖြစ်ပါတယ်အဲကုသိုလ်မူလကုသိုလ်တရားအရှိလောင်အောင်နောက်ထပ်ယခုမျက်မှောက်ကုသိုလ်တရားတွေထပ်ပြီးကြိုးစားလိုက်မယ်ဆိုရင်ဩရှေးကုသိုလ်နဲ့နောက်ကုသိုလ်ဒီကုသိုလ်နှစ်မျိုးပေါင်းစပ်ပြီးဘဝကဩကုသိုလ်တရားဟာအင်အားကြီးသောကုသိုလ်တရားစွမ်းအားရှိသောကုသိုလ်တရားဖြစ်လာမှာဖြစ်ပါတယ် အဲ့ဒါလိုအင်အားကြီးသောကုသိုလ်တရားစွန်အားရှိသောကုသိုလ်တရားကိုမိခူခွင့်ရရင်ဘဝမှာအခက်အခဲများစွာကိုလွယ်လွယ်ကူကူနဲ့ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခါကုသိုလ်ကိုပြုလုပ်တဲ့အခါမှာမိဘဝရည်တည်မှုဟာမိဘရဲ့အထောက်အပံ့ကိုမိမိဘရဲ့အထောက်အပံ့လည်းမပါရင်မဖြစ်ဘူး။မိဘရဲ့အထောက်အပံ့များစွာရယူပြီးမှဘဝကိုရည်တည်နေကြတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ မွေးနေ့ဘွယ်အတွက်ကုသိုလ်လုပ်တဲ့အခါမှာယေရှုရှင်မိဘရဲ့ယေရှုတရားကိုလည်းပဲမမေ့ရဘူးမမေ့ကောင်းဘူးအဲယေရှုရှင်မိဘနှစ်ပါးကသက်ရှိထင်ရှားရှိလည်းပဲဒါတနိုင်ဆုံးမိမိတို့ကပြုစုဆောင်ရှောက်ရမှာဖြစ်သလိုသက်ရှိထင်ရှားမရှိတော့တဲ့အမိဖြစ်ဖြစ်အဖေပဲအမေပဲဖြစ်အဖေဘယ်သူပဲဖြစ်ဖြစ်ပေါ့မိဘနှစ်ပါးတည်းကတစ်ပါးပါသက်ရှိထင်ရှားမရှိတော့ရင်လည်းပဲ မိမိတို့လှုပ်ထားတဲ့ကုသိုလ်အရှိန်ကြောင့်ဘုံရောက်ရဘဝရောက်ရထားဗုဒ္ဓနာမှာဟိုအထက်တန်းလာစည်းစေဥစ္စာသုံးဆောင်ခံစားဖွယ်ရာတွေကိုသုံးဆောင်ခံစားနိုင်ဖို့အတွက်ကိုရရှိထားတဲ့ကုသိုလ်အကုသိုလ်အဖို့တွေကိုကွယ်လွန်သွားတဲ့မိဘနှစ်ပါးကိုရည်စူးပြီးရည်မှန်းပြီးအမျှဝေရမှာဖြစ်ပါတယ်အဲ့ဒါလို့ဆိုရင်တော့ဘဝရဲ့တန်ဖို့ကိုနားလဲပြီးမိဘကျေးဇူးကိုပေးဆတဲ့ပုဂ္ဂိုလ်လို့ခေါ်ရပါတယ် ဘဝကဘုနာညာနဲ့ဘလို့ပန်းချရမလဲဘဝဆိုတာခုနပြောခဲ့တဲ့ကုသတရားအခြေခံမျိုးရလာတဲ့မိဘနှစ်ပါးရဲ့အဆောင်အရှောက်ကိုရယူပြီးဒီလိုအခြေအနေမျိုးရောက်လာတဲ့အဲ့ဒါလိုညာနဲ့ပန်းချပြီးဒါသိနာလဲရမှာဖြစ်ပါတယ်အဲ့ဒါလိုညာနဲ့ပန်းချပြီးသိနာလဲရင်ဘဝအစဉ်ပြုအတွက်ဘဝတိုးတက်ဖို့အတွက်လှုပ်ဆောင်ရမှာကဘသူရဲ့တာဝန်လဲမိမိရဲ့တာဝန်ပဲမိမိရဲ့တာဝန်တော့ ဘဝဆိုတာရခဲလှတဲ့ရခဲလှတဲ့ဘဝကတန်ဖိုးရှိတဲ့ဘဘဝကိုတန်ဖိုးထားရမှာလို့ဆိုလို့တဲ့ဘဝကိုတန်ဖိုးရတန်ဖိုးထားရမယ်ချစ်ရမယ်မြတ်လို့ရမယ်မိမိတို့ရဲ့ဘဝကိုတန်ဖိုးထားတဲ့ချစ်တယ်မြတ်လို့တယ်ဆိုရင်ဒီဘဝတိုးတက်အောင်လုပ်ရမယ်လို့မြတ်စွာဘုရားကခေါ်ထားတဲ့တရားရှိတဲ့အတ္တနာမီအတ္တနာစီပြည့်ရံစင်ညာနာနံပါပေနတန်ယူစေလို့ခေါ်ထားတဲ့မိမိဘဝကို ရှင်းမြတ်လို့တယ်တန်ဖိုးထားတယ်လေးစားတယ်ဆိုရင်အော်ဘဝရဲ့ဆုပ်ယုပ်ကြောင်းဖြစ်တဲ့အလုပ်ကိုမလုပ်ရဘူးတဲ့ဘဝဆိုတာရခဲလေရခဲလာတဲ့လူဘဝကိုမဆုပ်ယုပ်အောင်တိုးတက်အောင်ပေါ့မဆုပ်ယုပ်အောင်တိုးတက်အောင်ညာလေးနဲ့ပန်းချပြီးတော့ကြိုးစားသွားရမှာဖြစ်ပါတယ်ဒီနေ့မွေးနေ့ဘွယ်လုပ်တယ်ဆိုတာအဲ့ဒီသဘောပဲ လူဘဝကိုအခြေခံပြီးရလာတဲ့ကုသိုလ်တရားတွေ ကုသိုလ်အားကောင်းဖို့အတွက်ထပ်မံပြီးမွနိဘွယ်ကိုကုသိုလ်တရားဖြင့်ဆင်နွှဲခြင်းဖြစ်တယ်အဲ့လိုမွနိဘွယ်ကိုကုသိုလ်တရားဆင်နွှဲလိုက်တဲ့အခါမှာခုနပြောသလိုမိဘရဲ့ကျေးဇူးတရားကိုသိရှိနားလည်တဲ့အတွက်ကြောင့်ဟောမိဘကိုလည်းပဲအထောက်ပံ့ဖြစ်စေအောင်ကုသိုလ်တရားကို ခွဲဝေပေးလိုက်တာဖြစ်ပါတယ်ဒီတော့ချုပ်လိုက်တဲ့အခါမှာတန်ဖိုးကြီးမှာရခဲလှတဲ့လူဘဝဆိုတာအမတန်တန်ဖိုးရှိတဲ့ဘဝဖြစ်တဲ့အတွက်ကြောင့် ဒီဘဝကိုမိမိတို့ချစ်ခင်ရမယ်မြတ်လို့ရမယ်တန်ဖိုးထားရမယ်ဘဝကိုချစ်ခင်တယ်မြတ်လို့တယ်တန်ဖိုးထားတယ်ဆိုရင်ဘဝမဆုပ်ယုံအောင်တတိထားရမှာဖြစ်ပါတယ်ပြောတာပဲဖြစ်ဖြစ်လောကန်ဆောင်ရွက်တာပဲဖြစ်ဖြစ်ဘဝတိုးတက်စေချောင်းဖြစ်တယ်ဘဝကိုတိုးတက်စေနိုင်တဲ့အတွေးကိုတွေးပြီးတော့ဘဝကိုတိုးတက်စေနိုင်တဲ့အပြောကိုပြောရမယ် ဘဝကိုတိုးတက်စေနိုင်တဲ့အလုပ်ကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါမိမိတို့ရဲ့ကိုယ်ပိုင်လှုပ်ဆောင်ချက်ကလူတဦးစီရဲ့ကိုယ်ပိုင်လှုပ်ဆောင်ချက်ကသုံးမျိုးပဲရှိတယ်ကိုယ်နဲ့လှုပ်တာနှုတ်နဲ့ပြောတာစိတ်နဲ့တွေးတာပါဠိစကားလုံးနဲ့ပြောရင်ကာယကာယကမ္မကာယကံဝစီကံမနောကံပေါ့အခါလုံးနဲ့ပြောရင်ကာယကံဝစီကံမနောကံဒီကာယကံဝစီကံမနောကံဟာမိမိတို့ရဲ့ကိုယ်ပိုင်ပစ္စည်းအစစ်အမှန်ဖြစ်ပါတယ် တခြားအရာတွေကမိမိတို့ရဲ့ကိုယ်ပိုင်ဖြစ်စီအစ်စ်အမှန်မဟုတ်ဘူးဒီကာယကံဝစီကံမနောကံဘာကြောင့်ကိုယ်ပိုင်ဖြစ်စီအစ်စ်မှန်အစ်စ်အမှန်လို့ပြောရတယ်လေလူတယောက်ရဲ့လူတယောက်အလုံးလုံးတဲ့အခါမှာဒီသုံးမျိုးနဲ့လောက်တာကိုစိတ်နဲ့တွေးမယ်နှုတ်နဲ့ပြောမယ်စိတ်နဲ့တွေးပြီးတွေးတဲ့အတိုင်းနှုတ်ကထုတ်ပြောမယ်စိတ်နဲ့တွေးပြီးတွေးတဲ့အတိုင်းလို့ကိုကိုခန္ဓာကလှုပ်ရှားနေတယ်အဲ့ဒါကြောင့်မို့ဒီလှုပ်ရှားမှုသုံးမျိုးဟာ မိမိရဲ့ကိုယ်ပိုင်ပြည့်စုံဖြစ်သွားတယ်။ဒီလှုပ်ရှားမှုသုံးသုံးမျိုးဟာမိမိတို့ကိုယ်တိုင်လှုပ်ထားတဲ့ကိုယ်ပိုင်ပြည့်စုံဖြစ်တဲ့အတွက်ကြောင့်ဒီလှုပ်ရှားမှုရဲ့အကောင်းအဆိုးတွေကိုမိမိကတာဝန်ယူရမှာဖြစ်ပါတယ်။ကောင်းတာလုပ်ရင်ကောင်းကျိုးတွေကိုလည်းမိမိကရရှိခံစားရမှာဖြစ်သလိုမကောင်းတာလုပ်ရင်လည်းပဲမကောင်းတဲ့ဆိုးယူကိုလည်းပဲမိမိတို့ကပဲတွေ့ကြုံရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ အဲ့လိုညံနဲ့ပန်းချပြီးမိမိဘဝဟာတိုးတက်တဲ့လူစားတိုင်းလူစားတိုင်းဟာတိုးတက်တဲ့အောင်မြင်သောချမ်းသာသောဘဝကိုပဲလူချင်ကြတယ်ဒီလိုဆိုရင်မိမိကဘဝကိုတိုးတက်စေခြင်းလို့ဆိုရင်လှုပ်ဆောင်ချက်ကလည်းပဲတိုးတက်စေတဲ့နီလန်အတိုင်းလှုပ်ဆောင်မှတ်တာလေတိုးတက်မှာဖြစ်ပါတယ်လှုပ်ဆောင်ချက်ကဘဝကိုတိုးတက်စေတဲ့နီလန်အတိုင်းမလှုပ်နိုင်ဘူးဆိုရင် မလှုပ်ဘူးဆိုရင် ်အော်မိမိတို့မျုံမှန်းတဲ့ဘဝရဲ့ပြည့်စုံမှုဘဝရဲ့ချမ်းသာမှုဆိုတာဘလို့မှမရရှိနိုင်ပါဘူးဒါကြောင့်မို့ယနေ့မင်းဒီဘွယ်လုတ်တယ်ဆိုတာကကုသိုလ်ရဲ့အထောက်အမကိုယူပြီးဘဝကိုတိုးတက်အောင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်အဲ့တော့ကုသိုလ်ရဲ့အထောက်အမရမယ်ဆိုရင်ဟောလုတ်ရကံရဆောင်ရွက်လုတ်ကံဆောင်ရွက်တဲ့အခါမှာအစဉ်ပြေချုံ့ပြီးတော့လုံငုံကံငန်းတွေမှာလည်းပဲ လွယ်လွယ်ကူကူပြည့်မြောက်အောင်မြင်သွားနိုင်တယ်အဲဒါကြောင့်မို့မွေးနေ့ဘွဲကိုကုသတရားဖြင့်ဆင်နွှဲနေခြင်းဖြစ်ပါတယ်အရေးကြီးတာကမွေးနေ့ဘွဲကိုရောက်တိုင်းရောက်တိုင်းမိဘရဲ့ကျေးဇူးတရားကိုနားလည်သဘောပေါက်ရမှာဖြစ်ပါတယ်မိဘကသူစုဆောင်းလျှောက်ခဲ့လို့ဒီလိုမွေးနေ့ဘွဲကိုဆင်နွှဲနိုင်ခြင်းဖြစ်ပါတယ်မွေးလာကတဲ့ကမိဘနှစ်ပါးကမတော်ရာကိုပြစ်ထားလိုက်မယ်ဒါမှမဟုတ်ဖြည့်ဆည်းပြစ်လိုက်မယ်ဆိုရင်ဒီလိုအခြေအနေမျိုးဒီလိုဘဝမျိုးမရောက်နိုင်ဘူး ဒါကြောင့်မို့ဒီလိုဘဝမျိုးရောက်ဖို့အတွက်ရောက်လာခြင်းဟာရောက်လာတဲ့ရောက်လာခဲ့ခြင်းဟာမိဘများရဲ့အထောက်အပံ့အကူအညီတွေမိဘနှပါးရဲ့ချစ်ရှင်မေတ္တာတရားတွေမေတ္တာတွေကရုဏာတွေမုဒိတာတွေဒီတရားတွေမိဘနှပါးကခြင်းပြီးတော့ဒီတရားနဲ့ဒီပြမစုတရားနဲ့မိမိတို့ကိုစောင့်ရှောက်လာခဲ့ကြတာဖြစ်ပါတယ်ပြမစုတရားအခြေခံထားပြီးတော့စောင့်ရှောက်လာခဲ့တဲ့အတွက်ကြောင့်ယခုလို့ တင့်တယ်တဲ့ဘဝတစ်ခုကိုပန်းဆိုင်ရရှိတာဖြစ်တဲ့အတွက်ကြောင့်မိဘနှစ်ပါးရဲ့ကျေးဇူးကိုလည်းပဲမမိကောင်းဘူးဒီတော့ချုပ်လိုက်တဲ့အခါမှာမုဏိဘွဲကိုလှုပ်တယ်ဆိုတာဘဝတိုးတက်ဖို့အတွက်ဘဝအောင်မြင်ဖို့အတွက်ကုသိုလ်တရားကိုတိုးပွားအောင်အားထုတ်နေကြတာဖြစ်ပါတယ်ကုသိုလ်တရားတွေကိုဘဝကိုကုသိုလ်တရားဖြင့်အားဖြည့်လိုက်တာဖြစ်ရလှုပ်ဆောင်ခဲ့တဲ့ကုသိုလ်တရားတွေရှိတော့ရှိတယ် ရှိပေမဲ့လို့အာနေအာနေမသွားအောင်အာပူရှိလာအောင်ဟောကုသတရားဖြင့်မွိနိဘွဲကိုဆင်နွှဲနေခြင်းဖြစ်ပါတယ်ဒီလိုဆင်နွှဲလိုက်တဲ့အတွက်ကြောင့်မွိနိရှင်တဲ့တို့ကမိသားစု အားလုံးတည်းမှာကုသဆိုတဲ့ဖြူစင်တန့်ရှင်အပြည့်ကင်းသောတဘာဝတရားတွေရရှိတာခဲ့ကြပြီဖြစ်ပါတယ်ကုသဆိုတာကောင်းသောလှုပ်ဆောင်ချက်စိတ်ကောင်းကိုအခြေခံပြီးကောင်းသောလှုပ်ဆောင်ချက်ကိုကောင်းသောလှုပ်ဆောင်ချက်လုပ်နေတာကိုကုသတရားလို့ခေါ်တယ် ဲ့ဒီကုသိုလ်တရားကကောင်းသောလှုပ်ဆောင်ချက်ဖြစ်တဲ့အတွက်ကြောင့်ဒီကုသိုလ်တရားကဘဝကို ပုံဖော်ပေးတဲ့အခါမှာ ကောင်းတဲ့ဘဝပုံကိုပဲဖော်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ယနေ့အလှရှင်များမွေးနေ့ဘွဲကိုကုသိုလ်တရားမိဘရဲ့ကျေးဇူးကိုအမှတ်ရပြီးမွေးနေ့ဘွဲကိုကုသိုလ်တရားဖြင့်ဆင်နွှဲလိုက်ကြတဲ့ဆင်နွှဲလိုက်ရဆင်နွှဲကြတဲ့အတွက်ကြောင့်ဩနှလုံးသားစိတ်အရှင်ထဲမှာကုသိုလ်အင်အားတွေကုသိုလ်တရားတွေရရှိတိုးပွားလာပြီဖြစ်ပါတယ် ရရှိတူပွားလာတဲ့ကုသိုလ်ရဲ့ဆွမ်းအားကြောင့်အာလုအန္တရာယ်ကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာအပြားပြားတို့ကိုအတိအတိရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်သတည်းအဲဒီဇာချာကြအောင်လိုက်ဆူကြမယ်ယေဇုကကံဣဒံမိပုံညာနိဗ္ဗာနတ္တ 比舍友何独伊康母弟比扬金瓜苦塞那比呀？将马禅达教，即瓦杜特，阿弥酱尼，奈巴雅雅雅教，阿塔巴康，毗巴遮，伊曼布尼亚巴康，塔巴塔达那姆。 ဒီမယန္တိယခုပြုစုအားထုတ်ရသောကုသိုလ်ဤအဖို့ဘာဂကိုကွယ်လွန်သူမိမိခင်ကြီးတော်ရုစီခောဒောစရင်အားအမှုထား၍31ဘုံသားတတဝများကိုအတတဝများအား အမျှပေးဝေကြပါကုန်၏အလုံးအမျှရကြ၍ဦးစိတ်နှဖျားကြောင်းမှချမ်းသာကြပါစေအမျှဝေကြရအောင်အလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာတုတာတု သာဓုအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓု Adieu.